တည်ခြင်းနေပြီလားရှင်ဘုရားတဲ့တပည့်တော်ငွေကြီးကြီးအစင်မပြေမှုတွေဖြစ်နေပြီးကိုကိုကိုတတ်တည်ခြင်းလောက်အောင်ဖြစ်နေပါတယ်တဲ့ရှင်ဘုရားဘယ်လိုဖြစ်သေးရမလဲတရားဓမ္မလေးပင်ကြားပြတော်မူပါဘုရားလို့တကားတော်မောင်ကိုကိုကလာရောက်ပြီးတော့မှရှောက်ထားတာပေါ့နော်ဒီကိုကိုကိုတတ်တည်ခြင်းနာနဲ့ပတ်သက်ပြီးတော့တော်တော်များများကဘုံဘုံကိုလာပြီးတော့မေးကြတယ် ရှင်ဘုရားတဲ့တပီတော့အကျွေးတွေများနေလို့ကိုကိုကိုတတ်တည်ခြင်းနဲ့ဘုရားအချို့ကလည်းရှင်ဘုရားတပီတော့အချစ်ရေးမှာကာမကောင်းမှုဘုရားအစမပြေဘူးကိုကိုကိုတတ်တည်ခြင်းနေခုဒီတကားကြတော့လေငွေကြီးရေးအစမပြေလို့ကိုကိုကိုတတ်တည်ခြင်းနေလို့လာရောက်ပြီးတော့မှမေးထားတာပေါ့နော်အဲ့တော့ဘုံဘုံကတည်ခြင်းပြီလားလို့မေးလိုက်ခြင်းတယ်ဘယ်လိုပုံစံမျိုးနဲ့တည်ခြင်းလဲ ကိုကိုကိုတတ်သေးတယ်ဆိုတဲ့နေရာမှာနှစ်ပိုင်းတော့ရှိတာပေါ့လေမြတ်စွာဘုရားလက်ထက်ကယဟန်တော်တချို့ဟာသူတို့ရဲ့အတိတ်ကံဝတ်ကြွေးကြောင်းတော်၎င်းမြတ်စွာဘုရားကအတုပကမ္မထံပေးလိုက်တဲ့အခါမှာသူတို့ရဲ့ခန္ဓာကိုယ်တွေကိုယွမ်မုံပြီးတော့နောက်ဆုံးကိုကိုကိုတတ်သိသွားကြတဲ့ယဟန်တော်တွေလည်းရှိတယ်နောက်တစ်ပါးကတော့ဂေါဒီမတိတဲ့ ောရီမထေရဣတိဂီလီတောင်မှာတရင်သုံးနေပေါ့နော်။သူဟာယောဂဝေဒနာကိုပြင်းပြင်းထန်ထန်ခံစားနေရတယ်။သူဟာယောဂဝေဒနာခံစားနေရတယ်ဆိုပေမဲ့တာမန်ပုဂ္ဂိုလ်မဟုတ်ဘူး။ဇန်တမာပတ်တွေကိုစူးစမ်းအားထုတ်ပြီးတော့ရရှိထားတဲ့ပုဂ္ဂိုလ်ဇာနာလာပြီးပုဂ္ဂိုလ်ပေါ့။ယောဂတွေပြင်းထန်တော့သူ့ရဲ့ဇန်ကလည်းပဲရှော့ကြလိုက်ဇန်တွေပြန်ဝင်စားလိုက်ပြန်ပြီးတော့ရှော့ကြလိုက်ဇန်ပြန်ဝင်စားလိုက်နဲ့ ရှော့လိုက်ပြန်ဝင်စားလိုက်ရှော့လိုက်ပြန်ဝင်စားလိုက်နဲ့ဖြစ်နေတယ်ပေါ့သူကစဉ်းစားတယ်ငါဒီယောဂာနဲ့ဒီတောင်ကိုကြုံနိုင်မယ်မထင်တော့ဘူးဒီတိုင်းဆက်သွားမယ်ဆိုရင်တော့ငါဇန်ရှော့တဲ့အချိန်များတည်သွားမယ်ဆိုရင်မကောင်းတဲ့ဘုံရောက်လိမ့်မယ်မဖြစ်ဘူးငါကိုကိုကိုဇာမလျှော့ခင်လောက်ကြံမှတပ်ဖြတ်မှဖြစ်မယ်ဆိုပြီးဘေးနားမှာတင်တုံးသားတလက်ကိုယူပြီးတော့ကိုယ့်ရဲ့လေဘဲကိုလီးဖို့အလုပ်နေပါတယ်ဒါကိုမာနကမြင်သွားတော့ဟာ ီယန်ဟာကိုကိုကိုတတ်တည်မှုလုပ်နေတာပဲကိုကိုကိုတတ်တည်ရင်လည်းဒီပုဂ္ဂိုလ်ဟာယဟနာပုဂ္ဂိုလ်ကြီးဖြစ်အောင်မယ်မာနကယဟနာပုဂ္ဂိုလ်မဖြစ်စေချင်အကြောင်းမြတ်စွာဘုရားရှိခိုးသွားပြီးတော့တားခိုင်းတယ်မြတ်စွာဘုရားဂေါရီမတိဟာတဲ့ကိုကိုကိုတတ်တည်ဖို့အတွက်ဘေးနားမှာလူသားလက်နက်တွေယူဆောင်နေတာကိုတွေ့ပါတယ်အရှင်ပြတားမြစ်တော်မူပါအောင်လို့ပြောတဲ့အချိန်မှာပဲဂေါရီမတိကိုလည်းပဲကိုတင်နှုံးသားနဲ့လီးပြီးတော့ပြိဋိဘံစံဝင်တော်မူသွားပါတယ်ဒါကတော့ ခေါင်းတော်တတ်တည်ခြင်းလို့ဆိုရမှာပေါ့ဒါတွေအပေမရောက်နိုင်ဘူးလေဒီခန္ဓာကိုယ်ကြီးရဲ့မတည့်မတည့်မဖွဲရအစစ်အတုပကြီးအမှန်ဖြစ်တာကိုတီလိုမို့ကိုကိုကိုတည်ချောင်းကြံတာဖြစ်ပါတယ်နောက်တစ်ခုအပြစ်ရှိတဲ့ကိုကိုကိုတတ်တည်ခြင်းအားကြတော့ညစွာပြဧကနိပဧကပဏ္ဍတာဇမဟောရတာလေးတခုရှိပါတယ်ဒိဇဝေတိုင်းပြည်မှာတဲ့ဒိဇဝေမင်းသားတစ်ပါးဟာအတော်ဆိုးတယ်မိဘတွေလည်းဆုံးမလို့မရဘူးဆရာသမားတွေလည်းဆုံးမလို့မရဘူး ဒါကြောင့်မို့သူ့ကိုထုတ်ထားလိမ့်ကြွေဆိုဆုံးမရခက်တဲ့သူလို့အားလုံးကဝိုင်းခေါ်ကြတယ်။ဒီထုတ်ထားလိမ့်ကြွေဆိုတဲ့မင်းသားကိုမြတ်စွာဘုရားရှိခိုးပို့ပြီးတော့ဆုံးမခိုင်းတယ်။မြတ်စွာဘုရားကဆုံးမတယ်မင်းသားတဲ့ဆိုဆုံးမခက်တဲ့ပို့ကိုဟာတဲ့မိဘတွေလည်းမချစ်ဘူးဆရာသမားတွေလည်းမချစ်ဘူးတဲ့ဆိုဆုံးမခက်တဲ့သူလာပြီဆိုရင်လူတွေကမွေလာတယ်လို့ဘလူးလာတယ်လို့ကြောက်ရွံ့ကြတယ် ဆူဆုံးမခက်တဲ့သူများဟာဒေါသကြီးတဲ့သူများဟာသူတစ်ပါးကိုလည်းအဲ့ဒီဒေါသနဲ့ဖျက်ဆီးသလိုကိုကိုကိုလည်းပဲဖျက်ဆီးပြီးတော့နောက်ဆုံးအပယ်ငရေကိုကြရပါတယ်လို့မြတ်စွာဘုရားကအဲ့ဒီမှာဟောပါဒေါသနဲ့တည်မယ်ကိုကိုကိုမကြည်မနှက်ဖြစ်ပြီးတော့ချိန်မနိုင်ခဲမရဖြစ်ပြီးတော့ဒေါသနဲ့တတ်တည်မယ်ဆိုရင်တော့အပယ်ငရေကိုကြာရောက်တတ်ပါတယ်လို့မြတ်စွာဘုရားအဲ့ဒီမှာဟောပါတယ်နောက်တစ်ခုဝတ္တသုံးမှာကြတော့ အဲအဝတ်တခုဟာတဲ့မြူတွေခြေတွေချွေးတွေနဲ့ပေါ့ပေးချမ်းနေမယ်အဲ့ဒီအဝတ်ကိုဒီမြူတွေခြေတွေချွေးတွေကိုရှော်မဖွက်ဖဲနဲ့တခြားသောအရာကိုစိုးမယ်ဆိုရင်ကိုကြိုက်တဲ့အရာမရနိုင်ဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့ဒီအဝတ်မှာမြူတွေချွေးတွေခြေတွေကနေလို့ဖြစ်တယ်တကယ်လို့ဒီအိုးကိုတခြားအရာပြောင်းဆိုးခြင်းနဲ့ဆိုရင်အဲ့ဒီအဝတ်စမှာကနေတဲ့ မြူတွေဂျေးတွေချွေးတွေကိုအရင်ဆုံး short ဖို့ပြရမှာဖြစ်ပါတယ်။အဲ့ဒီလို short ဖို့မှဒါလည်းရည်ဒီအဝတ်ကိုကိုကြိုက်တဲ့အယောင်လိုရာစိုးနိုင်မှာဖြစ်ပါတယ်။ဒီဥပမာအတိုင်းပဲပေါ့နော်။ကိုကဘဝတစ်ခုကိုတွားရမယ်။ကိုရဲ့တန်တန်မာကဒေါသအညစ်ကြေးပေါ့။အချစ်ရေးကြောင်းတော်လည်းကောင်းအကြွေးကိစ္စကြောင်းတော်လည်းကောင်းဝေးကြီးကိစ္စကြောင်းတော်လည်းကောင်းကိုကိုကိုမကြည်မနှက်တွေဖြစ်ဒေါသတွေဖြစ်သူတို့ဘာကိုမကြည်မနှက်တွေဖြစ်ဒေါသတွေဖြစ်ပြီးတော့ ဒီခန္ဓာကိုယ်မှာကန့်ညိနေတဲ့အညစ်အကြေးတွေနဲ့ကိုယ့်ကိုယ်ကိုတတ်တည်သွားမယ်ဆိုရင်မြတ်စွာဘုရားဟောသလိုပဲမကောင်းတဲ့ပုံ အပင်ငရဲကိုကြားရောက်မှာဖြစ်ပါတယ်။စဉ်းစားကြည့်ပေါ့ဗျာ။ဝေးကြီးရဲ့အစမပြေလို့ကိုယ့်ကိုယ်ကိုတတ်တည်ခြင်းနဲ့ဒီဘဝတောင်ဒီလောက်ဆိုးနေတာကိုမမြင်နိုင်တဲ့ဘဝဆိုရင်ဘလောက်တောင်ဆိုးလိုက်မလဲ။စဉ်းစားကြည့်ပေါ့နော်။တွေးကြည့်ရင်တောင်မတန်ကြောက်စရာကောင်းပါလား။ အကျွေးတွေပတ်လဲဝိုင်းပြီးတော့ကိုယ့်ကိုယ်တတ်သေးခြင်းနဲ့လူတွေလည်းပဲပြန်ပြီးတော့စဉ်းစားကြည့်ပေါ့သူများချီမှာခြေထားတဲ့အကျွေးတွေကိုပြန်မပေးခြင်းကိုယ့်ကိုယ်ကိုယ်တတ်သေးလိုက်တော့ဗျာနောက်ဘဝမှာဘလို့ခန္ဓာမျိုးနဲ့ပြန်ပြီးတော့မှပေးဆိုင်ရမယ်ကျွဲဘဝနဲ့လားနှွားဘဝနဲ့လားနော်ဘယ်လိုဘဝမျိုးနဲ့သွားပြီးတော့မှပေးဆပ်ပြန်ရမယ်စဉ်းစားကြည့်ပေါ့ဘလောက်တောင်ကြောက်စရာကောင်းအခြေရင်းနဲ့ပတ်သက်ပြီးတော့ကိုယ့်ကိုယ်ကိုယ်တတ်သေးခြင်းနဲ့ပုံကိုယ်ပြန်ပြီးတော့မှစဉ်းစားကြည့်ပါ ကိုချစ်တဲ့သူကိုမြန်နိုးတဲ့သူကိုတန်ရောစဉ်ကြီးတဲ့သူရဲ့အနားမှာမကောင်းတဲ့ဘဝနဲ့ဆိုကြပါစို့ဘုရားလက်ထက်ကဇတ်တော်တစ်ခုရှိပါတယ်မယားကိုဆွဲလန်းပြီးတော့တေဝတာပေါ့လင်ငယ်ကတတ်လိုက်တာလင်ငယ်ကတတ်လိုက်တော့မယားကိုဆွဲလန်းပြီးတော့တေဝတယ်တေဝတဲ့အခါမှာမယားရဲ့နားမှာမွေဖြစ်တယ်မွေဖြစ်တော့မယားကအော်ဒီမွေကငါ့နှက်ကိုတကောက်ကောက်လိုက်တယ်ဆိုပြီးမွေကိုပါတတ်ပလိုက်တယ်သူ့ယောက်ျားမှလည်းမသိဘူးလေ ဘဝချသွားပြီဖြစ်တဲ့အတွက်သူကတော့တတ်မှာပဲ။နွားဘွားနဲ့လိုက်တော့လဲပဲဟာငါကတော့လူကြီးအထင်မြင်လွဲကုန်တော့မှာပဲဆိုအဲ့ဒီနွားကိုလည်းရိုက်နှက်ပစ်တယ်တတ်ပလိုက်တယ်။ခွေးဘွားနဲ့လည်းပဲဒီမယားဟောင်းနောက်ကိုလိုက်တယ်။နောက်ခွေးဘွားနဲ့လိုက်တော့လဲဟာဒီခွေးငါးနောက်ကိုတကောက်ကောက်လိုက်နေတာ။ဒီများဒီတော့ငါ့ကိုအထင်မြင်လွဲကုန်တော့မှာပဲဆိုတော့ဒီခွေးကိုလည်းပဲနောက်ဆုံးတတ်ပလိုက်တယ်ပေါ့။ဘလောက်ကြောက်စရာကောင်း။ဒါကြောင့်မို့လို့ကိုကိုကိုတတ်သေးဖို့မစင်စားပါနဲ့။ အဲကိုခန္ဓာကိုယ်ကြီးကိုယုံမုံလို့ဒီခန္ဓာကိုယ်ကြီးအမတည့်မတည့်မဖွဲရအစအတုပါကြီးဖြစ်တာကိုသိလို့တတ်သိခြင်းနဲ့ဆိုရင်တော့ဒါတော့ဘောဘောတော့မပြောလို့လေကိုကိုကိုဒေါသကြီးနဲ့မကြည်မနှက်တွေဖြည့်ပြီးတော့တတ်သိသွားမယ်ဆိုရင်တော့တေချာပေါ့ညက်စွာပြဟောတဲ့တရားဆိုတာမလွဲပါဘူးဒီကမုတ်ချအပင်ငရေဘုံကိုရောက်ပါလိမ့်မယ်ပြောခြင်းပါအဲကြောင့်မို့တေခြင်းပြီလား ကိုကိုပြန်ပြီးတော့မေးပေါ့အားလုံးပဲပေါ်စိတ်နှပါ ကျမ်းမာချမ်းသာတော်မူကြပါစေခင်ဗျာ။